အမိုက်ပုံပေါ်မှာလောက်ခဲ့တဲ့အပြုတ်မှုလေးတခုကြောင့်အကယ်ဒမီရဖို့တေချာနေရဲ့မြင့်မြတ်ပရိသတ်များလုံးမမင်္ဂလာပါရှင့် celebrity MM ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။တမျိုးလုံးအတိုင်းအတာနဲ့စွန့်ပြစ်ထားတဲ့အမိုက်ပုံကြီးကိုမပြောနဲ့လန်တိတ်ကအမိုက်ပုံနာရောက်ရင်တောင်မှလူတိုင်းကနှာခေါင်းရှုံမိကြပါတယ်။ဒါပေမဲ့ကြီးမားလာတဲ့အမိုက်ပုံကြီးပေါ်မှာစိတ်အာရုံခံစားပြီးတော့တရုပ်ဆောင်နေရတဲ့အပေါ်ညနာတစ်ချက်ပြတ်တာမျိုးမရှိပဲအကောင်းဆုံးအသက်ဝင်အောင်တရုပ်ဆောင်နိုင်ခဲ့ရတာကတော့မြင့်မြတ်ပဲဖြစ်ပါတယ်။ ဒါတမကအဲ့ဒီအမိုက်ပုံကြီးပေါ်မှာအခုလိုမျိုးအပြုတ်မှုလေးတွေကိုလည်းလုပ်ခဲ့တဲ့အတွက်မြင့်မြတ်နေတဲ့ပရိသတ်ကြီးကျမှုများစွာကိုရရှိနေပြီးတော့အကယ်ဒမီဆူကြီးကိုရရှိဖို့တည်ကြနေပြီလို့ထင်ကြေးပေးခံရပါတယ်။မြင့်မြတ်ဟာဆိုရင်အခုလက်ရှိချိန်မှာမြေစာလို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေကြတာဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကအခြေခံလူဒန်းစားတွေရဲ့ဘဝတရုပ်ဖော်ရုပ်ရှင်ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။စည်ရနွမ်းပါတဲ့လူဒန်းစားတရက်နေနဲ့ဘလို့အခက်ခဲတွေနဲ့ကြုံတွေ့ရတယ်။မိသားစုပြဿနာတွေကဘလို့ရှိတယ်။တစ်နေ့လုံးမှတစ်နေ့ဆိုင်ရတဲ့ဘဝကဘလောက်ထိ င်မန်းခက်ခဲတယ်ဆိုတာကိုပေါ်လင်ထင်ရှားစွာနဲ့ခြားပြထားခဲ့ရဖြစ်ပါတယ်။တာမန်ဆင်းရဲတဲ့လူတယောက်တောင်မဟုတ်ဘဲမိသားစုဝင်တွေကတောင်နှိမ့်ချပြီးတော့နှာခေါင်းရှုံးကျင်ကြတဲ့စီပင်တရားကတန်ရှင်အမိုက်သေးဝန်တန်းလေးတယောက်နေရာကနေမြင့်မြတ်ကအကောင်ဆုံးတယောက်ဆောင်ထားခဲ့ရပါမြမြဆိုတာကဒရမာမင်းသားကြီးဆိုတဲ့အတိုင်းအခုချိန်မှာဆိုရင်လည်းပရိသတ်တွေရဲ့ရင်ထဲကိုခံစားတတ်ဝင်စေမယ်ရုပ်ရှင်ကားကြီးတစ်ခုကိုအကောင်ဆုံးချပြခဲ့ရဖြစ်ပါတယ်အထူးသဖြင့်တော့အမိုက်ပုံကြီးပေါ်မှာတက်ပြီးတရုပ်ဆောင်ရတဲ့အခန်းတွေမှာဆိုရင်မြင့် စ်ပတ်နေရာတွေကိုစိတ်ထဲမထားဘဲနဲ့ဇက်ကောင်စရိုက်ပြင်ဖို့အတွက်ကိုပဲစိတ်နစ်ပြီးတော့တရုတ်ဆောင်ခဲ့ပါတယ်။ ဒါဒီမကအပြင်လောကမှာအမှန်တကယ်အမိုက်သိမ်းရတဲ့တန်ရှင်းဝင်တန်းလေးတွေပေါ်မှာလည်းနှိမ့်ချဆက်ဆံတာမျိုးမရှိခဲ့ပါဘူး။မြင်းမြတ်ကိုဘေးနာကနေကိုညီပေးနေတဲ့တန်ရှင်းဝင်တန်းလေးတွေပေါ်မှာမြင်းမြတ်ကရိုသေလေးစားစွာနဲ့ဆက်ဆံခဲ့ရဖြစ်ပါတယ်။ဒီကောင်လေးတွေရဲ့ပုံစံအနေထားနဲ့နေထိုင်ရတဲ့ဘဝအခြေအနေတွေကိုကြည့်ပြီးအသက်ဝင်ရအောင်တရားဆောင်ရတာဖြစ်တဲ့အတွက်မြင်းမြတ်အတွက်ကတော့တန်ရှင်းဝင်တန်းတွေကမြင်စရာတယောက်လိုဖြစ်နေခဲ့ရပါ။ဒါကြောင့်သူတို့တွေကိုနှိမ့်ချစရာမလိုပဲလူလူချင်းကိုချင်းစာနာတဲ့စိတ်နဲ့ရိုသေလေးစားစွာဆက်ဆံခဲ့တဲ့အပြုတ်မှုလေးတွေကိုပြုလုပ်ခဲ့ရကို တွေ့ရပါတယ်။မြင်းမြတ်ကအစိုးပါတန်ရှင်းအလို့သမားဝန်ထမ်းတွေကိုပစ္စည်းတစ်ခုပေးတဲ့အခါမှာလက်ကလေးနှစ်ဖက်နဲ့ရိုသေလေးစားစွာပေးခဲ့တဲ့အပြုတ်မှုလေးကိုတွေ့နေရတာဖြစ်ပါတယ်။ တကယ်ဆိုရင်တော့အဲ့ဒီကောင်လေးကမြင့်မြတ်ထက်အသက်ငယ်မှာဆိုပေမဲ့မြင့်မြတ်ကတော့လူကြီးလူကောင်ပေးထားတဲ့အပြစ်မှုလေးကိုထုတ်ပြခဲ့ပါတယ်ဒီတကောင်မှတည်းမဟုတ်ပဲမြင့်မြတ်ရဲ့ဘဝတစ်လျှောက်လုံးမှာလည်းအခုလိုမျိုးပဲတူထန်နေကြတဲ့သူပဲဖြစ်ပါစေဘသူကိုပဲဖြစ်စေရိုတီလေးစောင်းစွာနဲ့ဆက်ဆံတက်ပြီးတော့တနိုင်တည်းများလည်းကုညီလူတန်းပေးကမ်းနေပါတယ်ဒီလိုအပြစ်မှုလေးတွေကြောင့်ချီးကျူးစရာကောင်းနေခဲ့တယ်လို့တရုတ်ဆောင် item ဘိုင်းမှာဆိုရင်လည်းဆရာကြပြီးတော့ပြည်ပြင်းလုံးတဲ့အတွက် Academy ရုပ်တုကြီးကိုပိုင်ဆိုင်ဖို့ဆိုတာတော်တော်လေးတည်ကြနေခဲ့ပါတယ် ဒီကနေ့နေ့ကတော့ကံမကောင်းစွာနဲ့လွဲချော်ခဲ့ရပေမဲ့မြင့်မြတ်ကလက်လျှော့သွားတာမျိုးမရှိပဲဆက်လက်ပြီးတော့ထပ်မံကြိုးစားကအခုလိုမျိုးအကယ်ဒမီနဲ့နှီးကပ်လာခဲ့ပြန်ပါပြီ။ကျေးဇူးနေကြတဲ့ပရိသတ်ကြီးတို့ရောအခုလိုမျိုးလေးစားစရာစိတ်သက်ပိုင်ရှင်အကယ်ဒမီမင်းသားကြီးမြင့်မြတ်တယောက်နောက်တစ်ကြိမ်အကယ်ဒမီဆူကြီးကိုရရှိပိုင်ဆိုင်နိုင်အောင်မလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကျေးဇူးပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။